မင်္ဂလာပါခင်ဗျာဆာရည်သူဆရာအောင်ဒိုးဝန်ရေးသားတော်ခေါမလုံနဲ့အိမ်လို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာခေါမလုံနဲ့အိမ်အမေကျုပ်ကို2000ပေးဒါ2000ဟုတ်လားနေစမ်းပါအောင်ညီကငွေ2000တောင်းရအောင်ညီရတဲ့ငွေကလေးနဲ့ပြန်တောင်းတဲ့ပတ်စံပြန်တွက်ကြည့်စမ်းပါအောင်အေး ပြန်တောင်းတာကများနေသေးတယ်။ဟာမသိဘူး။သိဆိုပေး။ကျုပ်တငယ်ချင်းတွေနဲ့မဟုတ်သားစားမလို့။မရှိဘူးဟေး။လိုချင်တမဆိုငါထမိန်သာချွတ်ယူသွား။အမေနော်။မပလီနဲ့။အမေဖဲဖို့ကြတော့ဘယ်အကောင့်ကထွက်လာတာတော့။ကျုပ်တောင်းတဲ့ဝင်တစ်ထောင်ကြတော့မရှိဘူးလေးပါလေးနဲ့။တကယ်ပဲအိမ်မနေရတာစိတ်ပြတ်တယ်သိလား။အေး ိမ်မနေရတာစိတ်ပြက်ရင်လင်းသာတွားอยู่ကြဒါမှညီတို့ကငါကကြွ့မှာယူမဲ့လင်းသာရှိရင်ယူပြီးတာကြာပေါ့မရှိတော့မယူသေးတာအခုနေများတထေးသားတယောက်များလာပြီးတော့ကြိုက်လို့ရှိရင်ဆွက်စီပလိုက်တာကြာပြီတိလာတွားပြီကြွ့ကြွ့ပြန်ကိုမလာနဲ့အမေကျုပ်ကိုကြောင်းမို့ဟုတ်ပြီဟာလာပြန်ပြီနောက်တစ်ယောက် အခုလေးတင်ကပဲဟိုတေနာမကပတ်စံတောင်းလို့ရံဖြစ်ထားတာမကြသေးဘူးအခုလည်းဒီတယောက်ကမဟုတ်ဘူးလာတောင်းနေတယ်မရှိဘူးဟေးမရှိဘူးစာသွားတင်တာဘာမဟုတ်ဘူးမပေးစရာမလိုဘူးသွားစာပဲသွားတင်ခဲ့မပေးနေပေါ့ဗျာကျောက်က မုတ်ဆိုင်ကို အခြေသွားယူစားမှာပြီးမှအမေဟာအမေပေးလိုက်အေးတတိချင်းရယူစားကြည့်စမ်းမိစမ်းနဲ့ဟဲ့တဆမ်းမှရှိတယ်ဘာမှတ်နေတယ်လဲငါ့ကို ။ဟာဟိုဘက်အိမ်ကလည်းစောစောစီးစီး။စုညာပွက်လို့တွေရိုက်နေတာပဲ။တောင်ဝင်းကျင်နဲ့အမနာကြဘူး။မပြောနဲ့ငါတမီးကြားသွားလို့ရှိရင်အလကားနေကော်တုတ်ခံနေရအောင်မယ်။သူတို့မိသားစုကြည့်ပြီးတမီးတော့စိတ်ပြတ်တယ်တိလား။ဘာလို့လဲတမီးရဲ့။ကြည့်ပါလား။အကြီးမမိထက်ကလည်းလှချင်းပကြီး။ယောက်ျားလေးတွေနဲ့တယုံယုံနဲ့ပြီးတော့ဆံမချစ်သလောက်အစာကြီးဆိုသလို့ တုံးကြီးဖြုံးကျင်တဲ့စိတ်ကများအငဲကောင်ဖိုးအောင်ကြတော့လဲကြောင်းသားတာဖြစ်တာရိုင်းလိုက်တာလဲသူ့အပြင်နှစ်ယောက်မရှိဘူးဘယ်နေရာမှာရန်ဖြစ်တယ်လဲဆိုတော့မကြည့်နဲ့သူပဲကြောင်းမတက်ခင်လက်ကြားထဲမှာဆက်လက်ကလေးညှက်ထားသေးတာတေးလေးချဘိုးစတိုင်နဲ့မအေးဖြစ်တဲ့မီးဆန်းကြတော့လဲတနေကုန်ဖဲရိုက်လိုက်တစ်ဖက်ရည်ဆိုင်ထိုင်လိုက်နဲ့မအေးဖြစ်ပြီးရှေဆုံးကပေါ့ပြနေတော့သားသမီးတွေကဖြစ်ချင်တိုင်းဖြစ်နေတာကြည့်ပြီးစိတ်ပြက်မိတာပါလေ။ อืมตะมีပြောတာလည်းဟုတ်ပါတယ်ခေါင်ကမှမလုံတာဘလို့လောက်ပြီးဘိုးကလုံပါမလဲတမီလည်းသူများကိုယူပဲကြည့်ပြီးဝေဖန်မနေနဲ့ကိုကိုတိုင်ကအဲ့ဒါလိုမဖြစ်အောင်တတိလေးအတိလေးနဲ့စင်ချင်းဟုတ်ပြီလားဟုတ်အမေတမီစင်ချင်းပါမှာအိမ်ကြီးကရမှာနေတော့အိန္ဒိနာချင်းများကမဆန်းတို့မိသားစုကိုကြည်ကာပြောဆိုနေခြင်းဖြစ်သည်မိထဘာစားမလဲမှားလေး မမာတော့ပါဘူးတကယ်ချင်းရင်လက်ထဲမှာရေချောင်းကြက်နေလို့ဘာမှမမာနိုင်သေးဘူးညီမလေးမှားချင်တာသာစားပါ အကိုရှင်းပါဟင်အကိုထုံးကမျက်နှာလိုက်တယ်ကျမကြတော့မကြွေးဘူးကြွေးပါလေဗျာကြွေးပါလေစားတာစားပါမှားပါဟဲ့မိထက်ဘာလဲခင်မအကိုထုံးကနေ့ကိုစိတ်ဝင်စားနေတဲ့ပုံပဲဤအေး ငါလည်းသူ့အကြည့်တွေကိုတတိထားမိတယ်အေးဒါဖြစ်ရင်နေဘက်ကရေလာမြောင်းပြီးလုံးကြည့်ပါလားဟအေးငါအကွက်တွေထုတ်ပြရသေးတာဗောဟောဒီကညမလေးမိထက်ကအသက်ဘယ်လောက်ရှိပြီလဲကွာအော်အကိုထုံးမှန်းကြည့်ပါလားအေးအကိုထုံးအထင်ကတော့20လောက်တော့ရှိမှထင်တယ်အေးဘယ်ဆိုးလို့လဲငါအကိုထုံးကခံမတတ်တာပဲနော် အကိုတော်ကမိန်းကလေးတွေကိုခံမဲတဲ့နေရာမှာဆရာကြီးအေးဟာအဲ့ဒါလောက်လည်းမဟုတ်ပါဘူးဗျာဒီအတိုင်းပြောပြီးခံမှန်းကြည့်တာပါတိုက်ဆိုင်သွားတာဖြစ်ပါလိမ့်မယ်ဒါနဲ့ညီမလေးမိတက်ကရှစ်သူတွေပါနေရှိပြီလားဟိုးလို့ပါရှစ်သူမပြောနဲ့ရင်ဖိုးတော့မတန်းရသေးဘူးရှင်ဒါဖြင့်အတော်ပဲပေါ့ဗျာရှင်ဘာကိုတော်တာလဲအကိုထုံးတော့စကားကို မြမလေးမိထက်ရဲ့ဆက်သွားတဲ့ပုံစံကလေးကလည်းအသေးရစရာလေးပဲ။ဟာအကိုထွန်းကြီးကလှုပ်ပြီ။တကယ်ပဲမနေတတ်တော့ဘူးကွာ။ကဲကဲအကြည့်ဆိုင်တာလေးတွေလျှော့စားတရာရှိတာစားကြအောင်နော်ဝန်ထင်ရ။ဟုတ်ပါပြီဗျာ။မိထက်မြမလေးစားနော်အာမနာနဲ့။ခင်မလေးစားလိုအပ်တာရှိရင်ထပ်မှာပါ။မလိုတော့ပါဘူးရှင်အားလုံးပြည့်စုံနေပါပြီ။ အခုတော့ထထတငယ်ချင်းတယောက်ကိုမုံကျွေးလို့ကျေးဇူးတင်တယ်နော်အခါခွင့်သိရင်ပြန်ကျွေးချင်ပါသေးတယ်အကိုထုံးရပါတယ်ဗျာကြုံတဲ့အခါပေါ့ဟေးကောင်ဖိုးအောင်မုံစားကြောင်ဆင်းနေပြီကွာဆရာမမသိအောင်ဆက်လိုက်တောက်တောက်ကြမယ်လေကွာအေးငါမလိုက်တော့ဘူးကွာဟာဘာဖြစ်လို့လဲဟာငါပတ်စံမပါလို့ဆက်လိုက်မဝယ်ခဲ့ရဘူးကွာငါစီကဆက်လိုက်ယူတောက်နေပြီးမှပြန်ပေးဖို့ အေးလေ ဟုတ်သားပဲမင်းအရှင်းချင်းနေပဲကွာလာကြမှာဒါနဲ့မင်းတို့ကောင်းနေတိတာဟိုကောင်းစီသူဒီရပိုင်းငွေတချွင်းနေတယ်ကွာဘယ်အချိန်ကြီးကြီးသူ့နဲ့တည်းမှာ9000တောင်တောင်အမြဲမြင်နေရတယ်အေးအဲ့ဒါတော့ဟုတ်တယ်ကွာငါလည်းသတိထားကြည့်နေတာဒီကောင်တော်တော်သုံးနိုင်နေတာလာကွာ သူမရှိတော့သူ့လွယ်တဲ့စစ်ကြည့်ရအောင်တကယ်လို့ပတ်စံတွေ့ရင်ယူပြီးနည်းနည်းပါးပါးကြိတ်ကြတာပေါ့ အေးဟုတ်တယ်မင်းပြောသလိုလုပ်ကြတာပေါ့မင်းမင်းတို့ဘယ်သူမှရှောက်မပြောနဲ့နော်ဟာဟေးကောဒါပြောစရာလားကွာမင်းအရှင်းချင်းနေကိုဖိုးအောင်ဦးဆောင်ကစီတူရဲ့လွယ်အိတ်ကနှိုက်ပြီးရှာကြည့်ကြသည်တွေ့ပြီကွာတွေ့ပြီ9000နဲ့3ရက်ငါတို့တယောက်တူရက်စီယူပြီးတင်ထားကြမယ်ညနေကျောင်းစင်းတဲ့အချိန်ကျရင်ဘီယာဝယ်ပြီးတောက်ကြမယ်မကောင်းဘူးလားအေးကောင်းတယ် ဒါပေမဲ့ပတ်စံကိုလုံကြုံအောင်ဘလို့တိတ်မလဲတော်ကြဆရာမဆစ်လို့မိသွားရင်ဒုက္ခကွာအဲ့ဒါအတွက်ဘာမှမပူနဲ့ငါအောက်ခံဘောင်းမီတဲ့ထက်ဖွက်ထားလိုက်ရင်ဆရာမလည်းစိတ်မမဟုတ်တော့ဘူးလေဟာကောင်းလိုက်တဲ့အကြံကွာဒါမျိုးဆို အုံနောက်ကရှိတုတ်ထားရမယ်ရွှေရမယ်လုံချမ်းမှာကွာဟာရွှေမှမရှိတာရှိတဲ့ရှိတုတ်ရမှာဘောကွာ ခဲခဲအချိန်မရှိဘူးသွားရမယ်။ဖိုးအောင်တို့တငယ်ချင်း၃ယောက်ကုတ်ချောင်းကုတ်ချောင်းဖြင့်ကြောင်ခန်းထဲမှထွက်သွားကြတော့သည်။တို့ပင်မဲ့ဖိုးအောင်တို့အုပ်စုမတိလိုက်ဒီမှာသူတို့လူတို့မြအားလုံးမြင်သွားသောလူတယောက်ရှိနေခဲ့လေသည်။မုံစားကြောင်မတက်ခင်ကြောင်အပြင်ဘက်ထွက်ခါဆက်လက်ထိုင်တောက်နေလိုက်ကြသည်။ကြောင်တက်ခေါင်းလောင်းထိုးတဲ့ကြားမှကြောင်ထဲသို့ကမန်ကရန်ပြေးဝင်လာခဲ့ကြလေတော့သည်။ကြောင်ပြတ်တက်တော့အတားမိုင်ဆီယာမက တင်လက်ဆတင်ကန်းစာအားဆက်လက်တင်ပြပေးသည်ဖိုးအောင်တို့တငယ်ချင်း၃ယောက်ကစာတယ်စိတ်ဝင်စားနိုင်ပေအာယုံကစီတုထန်တွင်သာရောက်နေကြသည်စီတုကကြောင်းကွန်မဘူးကိုဖွင့်နေလေသည်ဖိုးအောင်တို့၃ယောက်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်စပြင့်နေကြသည်ထို့စဉ်စီတုထံမှအတန်ထွက်လာပြီဆ iam ဆ iam ကိုပြောစရာလေးရှိတော့ဘာများလဲစီတုရဲ့ ကျွန်တော်ကျွန်တော်ကွန်မဘူးထဲမှာတင်ထားတဲ့ပတ်စံ15000ပျောက်သွားလို့ဆရာမအဲ့ဒီပတ်စံတွေညနေကျရင်ကျူရှင်လာကပေးဖို့တင်ထားတာအခုမရှိတော့ဘူးဆရာမဟေးဟောရလားတားရဲ့တားများအထာမားသလားမသိတာတေချာချာစီတန်းပါဦးကျွန်တော်တေချာချာပြီးပြီဆရာမပတ်စံမရှိတော့ဘူးကျင်းတည်တယ်ဆရာမကဲတားတို့သမီးတို့ကိုဆရာမမေးမယ် စီသူရဲ့ပတ်စံတွေကိုဘယ်သူတွေးမိကြသေးလဲဘယ်သူကောက်ရသေးလဲတကယ်လို့တွေ့ထားရင်ကောက်ရထားရင်စီသူကိုပြန်ပေးလိုက်ပါလို့ဆရာမမြတ်တာရက်ခံရှင်နေကွယ်အကယ်၍ဘယ်သူကမှမတွေးဘူးမကောက်ရဘူးဆိုရင်ထုံးစံအတိုင်းအကြောင်းသားတဦးချင်းစီရဲ့ခန္ဓာကိုယ်နဲ့လွယ်အိတ်တွေကိုဆရာမစစ်ကြည့်ရလိမ့်မယ်ဘလို့လဲအခုကတည်းကကိုယူထားတာကို တောင်းဝန်ခံမလားဆရာမစစ်တာကို ခံမလားဒါပဲပြော ကောင်းမထားပါဘူးဆရာမသမီးတို့ကိုကြိုက်တယ်လို့စစ်လို့ရပါတယ်ဆရာမကဲမင်းကလေးတန်းဘက်ကတော့ကြိုက်တယ်လို့စစ်ခွင့်ပေးနေပြီမင်းတို့ယောက်ျားလေးတွေရဲ့အတန်းကရောဘလို့လဲဟဲ့ကြိုက်တယ်လို့စစ်ခွင့်ပြုပါတယ်ဆရာမကျွန်တော်တို့မယူတာကျင်ရဲပါတယ်တချို့သောအကြောင်းသားများကသူတို့မယူသည့်အကြောင်းရဲရဲကြီးအာမခံကစစ်ဆေးခွင့်ပြုနေကြသည်တို့ပင်မဲ့ဖိုးအောင်တို့အုပ်စုကတော့ဗဇက်လှောက်ယုံတမေတာပြောနေကြလေသည်ကဲ မင်းကလေးတန်းဘက်ကိုစပြီးဆရာမစစ်ကြည့်မယ်ဟုတ်ပြီလားအားလုံးမတက်ရက်ကြပါလက်တွေမြှောက်ထားပါအတန်းမိုက်ဆရာမကကျောင်းသူများရဲ့လွယ်အိတ်နဲ့အတူအဝေစာအိတ်ကတ်ထဲအထိအောင်နှိုက်ပြီးစစ်ကြည့်လေသည်မင်းကလေးတန်းဘက်ကတော့ယူထားခြင်းမရှိတဲ့အကြောင်းဆရာမသိလိုက်ရပြီအခုတော့ယောက်ျားလေးတွေအလှဲ့ပဲအတားမိုက်ဆီယာမကကျောင်းသားတိုင်းဤလွယ်အိတ်များတဲ့သို့စစ်စစ်ကြည့်ရှုလေသည် ထို့နောက်အင်းကြီးအိတ်ကပ်များထဲသို့ထပ်မံဆစ်ဆဲကြည့်လေသည်ပြီးနောက်လုံကြီးအားဖြန့်ဝှက်စေသည်တဖြည်းဖြည်းနှင့်ဖိုးအောင်အလှဲသို့ရောက်လာလေတော့သည်ကဲဖိုးအောင်မင်းလွယ်ရဲ့အထက်ကိုဆရာမဆစ်ကြည့်မယ်နော်ဟုတ်ဟုတ်ဆရာမဆရာမကဖိုးအောင်လွယ်ရဲ့အထက်သို့လက်လိုက်ပြီးရှာကြည့်လေသည်ထို့နောက်စာအုပ်တော်အရှင်းစီအားမှွေနောက်ပြီးရှာပြန်သည်မတွေ့သည့်နောက်ဆုံးဖိုးအောင်၏အင်းကြီးအိတ်ကပ်ထဲသို့ရှာကြည့်သည် ဲတာဖိုးအောင်စိတ်တော်မရှိပါနဲ့ကွယ်မင်းရဲ့လုံချီကိုအများကြီးတို့ဖြန့်ပြီးဝတ်ပြပါခမရကိုမဟုတ်တာလုံမထားရင်ဘာမှဆက်ရွံ့နေဖို့မလိုပါဘူးကွယ်တာဖြန့်ဝင့်ပြလိုက်ပါအော်ဟုတ်ဟုတ်ဟုတ်ဆရာမဖိုးအောင်ရဲ့လက်များကကြောင်းစိမ့်လုံချီပေါ်တို့တဖြည်းဖြည်းရောက်လာသည်ဖိုးအောင်နဲ့အပေါင်းမှတငယ်ချင်းတစ်ယောက်ဒီလေဘာဆက်ဖြစ်မလဲဟူသောအတွေးကိုစီဖြင့်ဖိုးအောင်အားကြည့်နေကြသည် ဖိုးအောင်လည်းကြောင်းစိန်ပစိုးအားအများမြင်သာအောင်ဖြန့်ပြီးဝတ်ပြလိုက်လေသည်အင်းတားစီမှလည်းမတွေ့ရဘူးဆိုတော့ဒီပတ်စံတထောင်ခွဲဟာတကယ်ရောပါရက်လားစီသူရဲ့ပါလာခဲ့ပါတယ်ဆရာမရဲ့ကျွန်တော်လိမ်မပြောတတ်ပါဘူးအေးကွယ်မိလက်တန်တရားကင်းအောင်အများမြင်သာအောင်တယောက်ချင်းစီကိုလိုက်ပြီးစစ်ကြည့်ပြီးပြီလေကွယ်ဘသူကားမှခိုးယူထားခြင်းမှမရှိတာဆရာမတို့ဘလို့လုံးကြမလဲဒါအကြောင်းဝင်းထဲမှာကြရင်ကြ မဟုတ်ရင်လမ်းမှာကြားခဲ့တာပဲဖြစ်လိမ့်မယ်။ဒီအတန်းဒီခန်းမှာပျောက်ခဲ့ရင်ဆရာမတို့စစ်ကြည့်လိုက်တဲ့အခါမှာတွေ့ရမှာဝတ်တာရဲ့။အခုစစ်ကြည့်တော့ဘသူကားမှယူထားခြင်းမရှိတဲ့အတွက်ဒီအခန်းထဲကကျောင်းသူကျောင်းသားတွေဟာအပြစ်ကင်းပါလေကွယ်။ဒီလိုလုပ်ပါလားတားရင်။တားရဲ့ပက်ဆံတပေါင်းခွဲကိုဆရာမစိုက်ပြီးရော်ပေးမယ်လေ။ဟုတ်ပြီလား။အော်။အဲအဲ့လိုမလုပ်ပါနဲ့ဆရာမရဲ့။ကျွန်တော်မယူရပါဘူးဗျာ။မတွေ့နဲ့နေပါစေတော့။ တနေရရမှာကြကြံခဲ့တယ်လို့ပဲဖြစ်ပါလိမ့်မယ်။ကောင်းပါပြီတားရင်။ကဲအားလုံးစာကိုဆက်တင်ကြမယ်။နေပါဦးဆရာမရှင်။စီသူပတ်စံဘသူခိုးတယ်ဆိုတာတမီတမီသိပါလေ။ဟင်။ဖုံးအောင်နဲ့အကြောင်းကားတစ်ခုလုံးဟင်ကနေဟာကနေဖြစ်သွားကြလေဒီ။တမီနေလာတကယ်ပြောတာလား။တမီမှတတ်သိရှိလို့လား။တမီတကယ်ပြောတာပါဆရာမ။ တမီးအားလုံးမြင်တယ်လို့အားလုံးလည်းကြားထားပါတယ်ဆရာမစီတူပဇံကိုခိုးသွားတဲ့သူကဘယ်သူလဲဖိုးအောင်ရယ်ခံဖြိုးရယ်စိုးသူတို့ပါဆရာမဟဲ့ဒီလားနေမဟုတ်တာတွေ၆မပြောနဲ့ငါတို့အားလုံးကိုဆရာမစစ်ဆေးပြီးပြီလေဘာမှတွေ့လို့လဲဒီမဲ့ဖိုးအောင်နေစီတူပဇံကိုခိုးပြီးနေအောက်ကန်ပေါင်းမိတဲ့ထက်ဖွက်ထားတာငါမသိဘူးများထင်တယ်လားဟမ်ဟာတော်ပြီ တွားပြီတေနာမဏီလာတော့လှူချလိုက်ပြီဘိုးအောင်တို့တုံးရောက်ရောင်ပိတ်ခံလိုက်ရတယ်လို့ပြေးပေါက်မရှိပဲဖြစ်နေကြသည်ဆ ्याम မတမီးပြောတာဟုတ်မဟုတ်ဘိုးအောင်ကိုစစ်ကြည့်ပါဆ ्याम မအေး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 ပါကွယ်ဒါစီသူမင်းမဆက်လိုက်ပါကွယ်မင်းကလေးတွေတခြားဘက်ကိုခဏလှဲ့နေပါဟုတ်ကဲ့ဆ ्याम မကျောင်းသူများကိုတစ်ဖက်သို့လှည့်ခိုင်းပြီးစီသူကဖိုးအောင်ဤအတွင်းကံအားစစ်ကြည့်လိုက်ရာ တင်မ ాయి နောက်ဘက်တွင်9000တန်း3ရက်အမြင်လိုက်ရသည်တွေ့ပြီဆရာမတွေ့ပြီဖိုးအောင်ယူထားတာပါဆရာမဒါဖိုးအောင်ရဲ့မင်းမိုက်လိုက်တာတားရဲ့ဘာလို့ဒီလိုလုပ်ရတာလဲကွเจ้าအုပ်ကြီးတိသွားရင်မင်းကိုเจ้าထုတ်ပြမှာဟုတ်ပြီဖြစ်နေမယ်ကဲကဲအားလုံးပဲတစ်ဖက်သားကိုငဲ့ညာတော့အဖြစ်ဒီကိစ္စကိုဘသူကိုမှမပြောဘဲရေကုန်နှုတ်ပိတ်နေကြရလိမ့်မယ်ဟုတ်ပြီလားဟုတ်ကဲ့ဆရာမ ဖိုးအောင်ဖြိုခန့်စိုးသူနင်းတို့၃ယောက်နောက်နောက်ဒါမျိုးမလုပ်ပါဘူးလို့ဆရာမကိုဂတိပေးနိုင်မလားတိတ်ပေးနိုင်ပါလေဆရာမဆရာမလည်းစိတ်မကောင်းပါဘူးကွယ်မင်းတို့ကိုတက်ညတော့အဖြစ်ဒီကိစ္စကိုကြောင်းအုပ်ကြီးစီမတင်ပြတော့ဘူးဆရာမရဲ့စေတနာကိုနားလေလက်ခံတယ်ဆိုရင်နောက်နောက်ဒါမျိုးမဖြစ်စေနဲ့တကယ်လို့နောက်တစ်ခါဒါမျိုးထပ်လုပ်ရင်မင်းတို့ကိုကြောင်းအုပ်ကြီးလက်ထက်ရလိုက်မယ် အဲ့ဒီခါကျမှမင်းတို့မိသားစုတွေရောမင်းတို့တွေပါအချက်ကွဲကြလိုက်မယ်နားလဲရလားဟုတ်နားလဲပါပြီဆရာမဖိုးအောင်လည်းရှက်သည့်စိတ်ကြောင့်ခေါင်းမဖော်ဝွန့်ပဲမျက်ရည်ပေါက်တို့တပေါက်ပေါက်စီးကျနေလေသည်ဟဲ့ဖိုးအောင်မင်းကြောက်မသွားဘူးလားမသွားတော့ဘူးကြောက်ကြောက်မလိုက်ရှင်တော့ဘူးမင်းကဘာဖြစ်လို့ကြောက်မလိုက်ရှင်ရတာတော့မလိုက်ရှင်တော့ပေါ့အမရာ နင်ចောင်းလိုက်တာမလိုက်တာအရေးမကြီးဘူး။ចောင်းမလိုက်ရင်လည်းအလောက်ကလေးပါလိတော့ဝင်လို့။အလက်ကားထိုင်နေလို့တော့မရဘူးဟိ။ဟာကျုပ်တိပါတယ်အမရ။အေးအေးတင်းပြီးရော။နောက်မှငါအဆိုးမဆိုနဲ့။အမေဘာချက်လဲ။လာပါပြီတော့ပေါ်တော်မူမှဘဲကတဝဲထိုးပြီးပြန်လာတာလေ။တမီးရေးစားနဲ့သွားချင်းတွေ့ပြီးပြန်လာတာအမေရဲ့အေးအေး ယောက်ျားတွေနဲ့အကြက်ကြက်တပူးတွတ်တွတ်လို့ဟိုကလှုပ်ထားတော့ဗိုက်တလုံးနဲ့ကြံနေမှအမေကယ်ပါမလုပ်နဲ့ပါစီပြီးရိုက်ပြလိုက်မယ်သိလားဟာအမေရဘာချက်လဲပြောစမ်းပါသမင်းပဲချက်ထားတယ်ဘာမှမချက်ဘူးချက်ဖို့လည်းပတ်စံမရှိဘူးမနက်ကဝိုင်းကောင်းလို့ဝင်ဆွဲလိုက်တာပြောင်းရောမရှိတော့ဘူးညနေဝိုင်းကစားလို့တော့ဘယ်ကချာရမလဲမသိတော့စိတ်ညစ်နေတာအေးဖဲတိုင်းခံတဲ့ကိုညိုကြီးကိုယူလိုက်ပါလားဒါဆိုအမေငွေမချရတော့ဘူးလေ ဟဲ့ဟိုကငါ့ကိုမကြိုက်လို့ဗောအေးကြက်ရင်ငါကယူတာကြာပြီဗောအမေဟိုဘရင်ကမဆန်းတို့မိသားစုစကားပြောတာတွေကပေါပြက်ပြက်နိုင်လိုက်တာဘာတွေပြောလို့ဘာတွေဖြစ်နေမှန်းကိုမသိဘူးဒါသူတို့မိသားစုရဲ့ပုံမှန်ဇယိုက်ပဲလေတမီးရဲ့တမီးကဘာတွေဖြစ်နေတာလဲကိုအလုပ်သားကိုလှုပ်ဆမ်းပါအေးဟုတ်လောက်ပါလေအမေရဲ့မဆန်းတို့မိသားစုစကားပြောဆိုပုံအားအိမ်နီးသားချင်းမိသားစုများက ဝေဖန်ပြောဆိုနေခြင်းဖြစ်သည် အကိုထွန်းညီမကိုတွေ့ကျင်လို့ဆိုဘာပြောစရာရှိလို့လဲပြောစရာရှိတယ်ဆိုတာထက်ညီမကိုပေးစရာရှိလို့ပါဘာများပေးမလို့လဲအကိုကဒီမာလေးဟဲညာကြီးလေးကလှလိုက်တာဒါဒါညီမအတွက်လားဟင်အင်းဗောဒီနိုင်လေးကညီမလေးဖို့အကိုဝဲလာတာအချိန်တိုင်းညီမလေးကိုပဲရှင်းနေမယ်ဆိုတဲ့သဘောမျိုးပေါ့ကွာ သူတော်တော်စကားတက်တယ်။စကားပဲတက်တာမဟုတ်ပါဘူးကွာ။ဟောတယ်လို့လည်းရှစ်တက်တယ်။ဟာအခုထုံးအခုထုံးကြီးကလည်းကွာ။လူမမြင်ကွာရနေရာလေးနာရှစ်တင်းတော့နေကြသည်။ကိုထုံးနဲ့မိထက်တို့နှစ်ယောက်ဤဆိုင်ငင်တန်တို့ကပတ်ဝန်းကျင်တို့ပြန့်လွင့်နေပါတော့သည်။ဟဲမိထက်နင်းလက်ကနာရီလေးကလှလိုက်တာဘလောက်ပေးရလဲ။ဘလောက်ပေးရတယ်လဲဆိုတော့ ဘဝတစ်ခုလုံးပေးရတာပေါ့ဟဲ့ဟင်မိဟာကဘာစကားကြီးလဲစတာပါခင်မရဲ့ဒီနိုင်လေးကအကိုထုံးကလက်ဆောင်ပေးထားတာလေအချိန်တိုင်းမှာငါ့ကိုရှင့်နေပါမယ်တဲ့လေအမလေးရိုဒီလိုက်ကြတာနော်ကြည်စမ်းဟဲ့နေလဲငါ့ကိုအားကျနေပြီမလားအမကြပါဘူးတော့တော်ကြပေးတာနဲ့နဲ့ပြန်ယူတာခမ်းများများဖြစ်နေမှာဖြင့်ယူစမ်းပါသေးဟဲ့ သူ့အတွက်ဆိုငါကဘာပဲပြစ်ဆက်ရပြစ်ဆက်ရပြစ်ဆက်ပြီးရှိဖို့အစင်သင့်မယ်တော်စမ်းပါအေးညည်းရဒံရလို့တွေငါနားမထောင်ပြရစီနေတော့ဒါပဲနော်ငါပြောထားမယ်မိထက်နင်ယောက်ျားလေးတွေပြေးတိုင်းမယူနဲ့အဲ့ဒါကိုယ့်အတွက်အန္တရာယ်ရှိတယ်အေးဘာအန္တရာယ်ရှိရမှာလဲသူလည်းငါ့ကိုရှစ်တယ်ငါလည်းသူ့ကိုရှစ်တယ်ဘာလို့သေးလို့လဲနင်အလကားနေမနာလို့မဖြစ်စားပါနဲ့ဟာဟဲ့ ။ဒါကနင့်အတွက်စေတနာနဲ့ပြောတာ။မင်းမကြိုက်လည်းနေပေါ့။မကြိုက်ဘူးအေးမပြောနဲ့။စိတ်ရှမပြောတော့ဘူး။ငါသွားပြီ။ကြွာကြွာ။ငါစိတ်ပြတ်ဖို့ကောင်းတယ်ဟဲ့။ဘာလဲစိတ်ပြတ်နေတာလဲထက်ရဲ့။ဩအကိုထွန်းလာပြီလား။လာပြီထက်ရဲ့။ဒါနဲ့ခင်မာနဲ့ဘာတွေဖြစ်ကြတာလဲ။ဘာမှမဟုတ်ပါဘူးအလဲကားပါ။မနာလိုစိတ်ကြီးတဲ့ကောင်မပေါ့။ ထက်အတွက်ကိုလက်ဆောင်လေးတခုဝဲလာတယ်။မနေ့ကမှနာယီပေးထားတာလေ။ဒီနေ့ဘာတွေထပ်ပေးအောင်မလဲကိုရဲ့။ဒီမှာလေအင်းကြီးလေးမလှဘူးလား။ဟဲ့။လှလိုက်တာ။ဒါဒါထက်အတွက်လား။တိတ်ဟုတ်တာဗောကွာ။ကြည်တန်းအကိုကတိတ်ရှိဖို့ကောင်းတာပဲကွာ။ကိုကိုရှင်ရင်ကိုခေါ်ရနောက်ကိုထပ်လိုက်ခဲ့မလား။ဘယ်နေရာလဲအကိုရဲ့။ ထက်နဲ့ကိုရဲ့ရှစ်ပိတ်မှန်လေးစီကိုပေါ့ကွာကိုကိုခွန်ရင်ထက်ထက်လာရဲပါတယ်အေးဒီလိုမှပေါ့ထက်ရဲ့ကိုထွန်းပေးသည့်လက်ဆောင်များကိုတခုပြီးတခုယူလိုက်ကိုထွန်းအကြိုက်လိုက်လိုက်နဲ့မိထက်တယောက်ပျော်ရွှင်နေခဲ့သည်ထိုပျော်ရွှင်မှုတွေကသူ့အတွက်အစိတ်တွေဆိုတာ မိထက်တယောက်တိကျိန်တန်လာသည့်နေ့ကိုရောက်ရလာခဲ့လေသည်ဟာဟိုမှာလာနေပြီမင်းပြောတာအဲ့ဆော်မလား ဟုတ်တယ်နေကွာဒီလိုတဲကနဲ့အပြင်ကနဲ့မတူဘူးနော်အပြင်မှာပို့ပြီးမိတယ်ကွာဟဲ့တိုင်းငါလည်းအဲ့ဗီဒီယိုကိုပြေးအောင်နော်ဟာဟာခေကောငါတော့မန်မာကြီးပြေးပြီးဝယ်ထားရတာကွာမင်းကအလည်းကကူးကျင်နေတယ်တကယ်တည်းပဲဟာမင်းကလည်းအချင်းချင်းတွေပဲလောက်ပါကွာငါကူးပြေးစမ်းပါကူးပြေးမယ်ကူးပြေးမယ်အခုတော့ငါသူ့ကိုနည်းနည်းပါးပါးတိခောက်ကြည့်လိုက်အောင်မယ်အစဉ်ပြေရင်တော့ လောက်ကွာကြာတယ်လားလို့ဒီမှာဒီမှာညီမလေးဘာလဲဗီဒီယိုတပုတ်ကိုဘယ်လောက်ယူတယ်လဲဘာဗီဒီယိုလဲဘာဒီလာပြောနေတာလဲဟာအခုမှမသိချင်အောင်ဆောင်းမနေစမ်းပါနဲ့ညီမလေးရေမင်းအကောင့်တစ်ကောင်နဲ့ရိုက်ထားတဲ့ဗီဒီယိုတခုအခု Telegram မှာတော်တော်လေးပေါက်နေတယ်ကွာဘာချင်းဘာဗီဒီယိုလဲကျမကျမမသိရပါလား တာကြီးပြလိုက်ချမ်းပါကွာဒီမှာလေဟင်ကိုကိုကိုထိုးနဲ့ငါနဲ့အတူနေထားတဲ့ဟာတွေပါလားဘလို့ဘလို့ဘလို့လောက်ပြီးမိထက်တရားကိုချက်လွန်၍မျက်ရည်များကျလာသည်လက်သီးကိုကြစ်ကြစ်ပောင်းအောင်ဆုပ်ပြီးအခဲမကြီးဖြစ်နေရလေသည်ဒီဒီဗီဒီယိုကဘသူရိုက်တာလဲဘသူကဒိုင်းဘောဒိုင်းဘောတင်တာလဲ မင်းကြည့်ရတာဒီလိုရိုက်ထားတာကိုသိပုံမရဘူး။ငါထင်တော့မင်းသေးကြီးကိုယ်တိုင်ရှောင်းရိုက်ထားတာပဲဖြစ်ရမယ်။ပြီးတော့မှမမကြီးခေါ်ပြီးရောင်းစားတဲ့သူပဲဖြစ်မယ်။ရှင်။ကြားလိုက်ရသည့်စကားကြောင့်အသားများတစ်ဆက်ဆက်တုန်းကကိုထွန်းအားတက်ပြစ်ရှင်စိတ်တွေပေါက်လာနေတော့သည်။မိမိဘက်ကအမှန်တကယ်ရှိပြီးခန္ဓာကိုယ်ကိုပုံမီရှိခဲ့ပေမယ့်သူ့ဘက်ကတော့အကျိုးစီးပွားအပြစ်အတုံးချခဲ့လေသည်။မိသက်တရားကိုနောင်တာကြီးစွာရကအိမ်သို့ပြန်လာခဲ့လေတော့သည်။ ိမ်ပြန်လာသည့်လမ်းတစ်လျှောက်တနာမှုနေသောအမျိုးသားတို့၏အကြည့်များအားခံခဲ့ရလေသည်အိမ်သို့ရောက်ရောက်ချင်းမိမိအားစားမတတ်ဝါမတတ်စိုက်ကြည့်နေသည့်မောင်ဖြစ်သူဖိုးအောင်အားမြင်လိုက်ရသည်မမီးထက်နေဘာတွေလုပ်နေတာလဲနေကိုအခုတရက်ကွက်လုံးကရောတမျိုးလုံးကရောဘာတွေပြောနေကြပြီလဲဆိုတာနင်သိလားဟမ်နင်အဲ့ဒါတော့ရွာရတလားငါတဲ့ငယ်ချင်းတွေလာပြတော့ငါသိလိုက်ရတာငါငါ ငါကောင်းနေကြမှာငါဘလို့မျက်ခွန့်မျိုးနဲ့ပြရမလဲဟာနင်းကိုတော်တော်လွယ်တဲ့မိန်းမတို့အားလုံးကပြောနေကြပြီအဲ့ဒါနင်းသိလားအေးဘယ်သိမလဲနင်းအကောင်အဲ့ဒီကောင်ငါတတ်မယ်ငါတတ်မယ်ဟာဟဲ့မိထက်အမိုက်မကြီးမအေးမျက်နှာကိုအိုးမဲတုပ်လိုက်တာလားဟမ်ဟမ်မိထက်ပြောစမ်းပါဦး ဲ့တဲ့င်းကိုဖဲဝိုင်းမှာကြားတော့ငါတိခဲ့ရတာနေနေတော်တော်ရွာပါလားမိထက်ရဲ့ဟမ်နေမင်းမအုံတော့မရှိဘူးလားဟိုအကောင်ကိုငါချပြီးပြီဘဲမှချတော့မတွေ့တော့ဘူးဘဲမျိုးရိုးမှမရှိဘဲဥကပေါင်မမသိတဲ့အကောင်ကိုပဲညှိမို့လို့အေးကတင်ပေါ်ထိတက်ရတယ်လို့အေးအခုပတ်ဝန်းကျင်မှာငါဘယ်လိုနေရတော့မလဲဟမ်မိထက်ငါဘယ်လိုနေရမလဲ ညီပြောစမ်းပါအိုးငါမှာတာသမီနှစ်ယောက်ရှိပါတယ်အေးတယောက်ကသူများပတ်စံခိုးလို့ကြောင်းထွက်လိုက်ရတဲ့သူနဲ့တယောက်ကခန္ဓာကိုယ်ကို ပုံအောပြီးကိုချိုးရှာခံရတဲ့သူနဲ့ငါမျက်နှာကဓာတ်နဲ့သာလှိလိုက်ခြင်းပါတယ်အေးအမေလဲဘာထူးလို့လဲအမေကရောဘာတွေများချစ်ဆောင်လမ်းပြလောက်နိုင်လို့လဲမနဲ့မိုးလင်းကလေးကဖဲဝိုင်းတဲ့ကခြောက်လဲပြီးဖဲရိုက်နေတာလေ ဘာတွေများကောင်းကျိုးပြုနိုင်လို့လဲခေါမလုံးမတော့မိုးကယိုပြီပေါ့ဟမ်ညီကများမအေကိုခံပြောနေသေးတယ်ရိုက်ပါရိုက်ပါသမီးကိုတရားအောင်သာရိုက်လိုက်ပါတော့အမေယာမိထက်ရဲ့လောက်ရဲ့ကြောင့်မဆန်းတို့သားမိသုံးယောက်ဒီရက်ွက်ထဲမှာမျက်နှာမပြောင်းဝတ်တဲ့ဖြင့်ထိုရက်ွက်မှာအပြီးပြောင်းပြေးသွားလေရသည် ရှင်းဆောင်လမ်းပြမကောင်း၍တာသမီများဖြစ်ချင်နိုင်ဖြစ်ရသည်ဟုရက်ွက်ထဲ၌ပြောစမှတ်တွင်ခဲ့လေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆရာအောင်တော်ဝန်ရေးသားတော်ခေါမလုံးနဲ့အိမ်လိုအမိရတယ်ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ